အင်တလုံးရဲ့နှွေးထွေးမှုကိုအပြည့်အဝခန်းစားရပြီးအာခိတက်ရှင်ကောင်းတဲ့ဖွဲ့စည်းပုံကြစ်လက်တဲ့အင်တလုံးကိုဒီနေ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ location နဲ့လည်းဆိုရင်တော့မန္တလေးလမ်းမနဲ့ဘာထုလမ်းမလေးမှာရှိပြီးတော့မြို့တကုံ55ရပ်ကွက်မှာရှိရဲ့အရန်ကုံမှာလှရဲ့ modern house လေးပေါ့။ကဒီနေရာလေးဆိုရင်လေတေးသေးချာချာတက်တက်ရဲ့လုတ်ပေးထားတဲ့အင်ရှင်မှာဆိုရင်လေ garden area လေးလက်ထည့်ပေးထားရဲ့ခြံတကားကိုတော့ လိပ်ပြာခောက်တကားလေးကိုသုံးမိထားတာကိုလည်းတွေ့ရမယ်။နောက်တစ်ခုတော့လည်းတင်မောကြောက်တယ်နဲ့အလှဆင်ပေးထားပြီးအေရီယာအခြေသုံးမိထားရဲ။ကပခင်လေးစီလောက်အေးစစ်စစ်ဆန်တဲ့ garden area လေးလည်းထုတ်ပေးထားရဲ။ဒီနေရာလေးဆိုတဲ့ပျိုးစည်းလေးတုတ်ပေးထားရဲ။တော်တော်လေးကိုမလာရဲ။ ground tan လေးလည်းပါပြီးတော့ခြံဝန်းတကျယ်လေးသုံးမိထားရဲ။ခြံကျယ်ကတော့ပေ40 60ရှိရဲ။ဒီနေရာလေးဆိုလည်းခလေးလေးတွေစောရဲ။ garden area space လေးကိုထေချာသုံးမိထားတာကိုတွေ့ရရဲ။ပြီးတော့ဒီဘက်အနောက်လေးမှာဆိုရင်လည်းတိတိကျကျခြံမွန်းလေးကိုအလှဆင်ပေးထားတာတွေ့ရမယ်။ ခင်ဗျာဆိုရင်အခန်းလေးတွေနဲ့အိမ်ဖွဲ့စည်းပုံကိုတတိကြည့်ရအောင်အင်းတကမာကြီးရောကျွန်းတကားကိုမှတေချာထူးတဲ့အကြီးကြီးနဲ့နေရာကျကျလေးသုံးမိထားရယ်ဝင်ဝင်ချင်းရတော့ living area space ကြီးပေါ့နော်တော်တော်လေးကိုမှကျဲတယ်အပေါ်မှာ high အမြင့်နဲ့ လိုက်တင်အောင်လေးရအရန်ကိုမှမိုက်တယ်ဘာလို့လဲဆိုတော့ဝင်လိုက်တာနဲ့အင်းရဲ့နှွေးထွေးမှုကိုအပြစ်ခံစားရရယ်ဒီမှာဆိုလဲရှောင်းလန်းနေရာကိုအခြေအေးသုံးမိထားရယ်အိမ်ထဲမှာဆိုရင်လဲဆိုတော့ landscape area လေးထိုင်ပေးရယ်တော်တော်လေးကိုမှအဆင်ပြေရယ်ခုံလေးရထားပြီး coffee တောက်ပြီးအေးအေးဆေးနေလို့ရမယ် ီးတော့ဂျာပန်လေးကြီးလည်းစိုက်ပေးထားသေးရယ်ကီတာလေးကတော့မာစတာရွန်ခန့်လေးပေါ့နော် ကျွန်းပါကြီးတွေကိုအပြည့်ခင်းမိထားတယ်တော်တော်လေးကိုမဟိုက်မြင့်နဲ့အခန်းနေရာကလည်းအခြေကြီးပဲပြီးတော့အခန်းတိုင်းအခန်းတိုင်းမှာဆိုရင်အဲကွန်တလုံးစီတက်ပေးထားတာကိုလည်းတွေ့ရမယ်ဘေးဘက်အချမ်းမှာဆိုရင်တော့ဒီအခန်းလေးနဲ့တွဲရယ်အချိုးခန်းနဲ့ပုံတိုင်းခန်းလေးပေါ့နော်အောက်ကောဖေးရောရွှေပြားလေးအပြည့်ခင်းမိထားပြီးတော့တော်တော်လေးကိုမကျေတာကိုလည်းတွေ့ရမယ်အခန်းစပေးရလည်းကျေတယ်ကီတာလေးကတော့အောက်ဆုံးမှာရှိရယ် kitchen room area လေးပေါ့နော်ဒီမှာဆိုရင် dining room area လေးသုံးမိထားတဲ့အပေါ်မှာ high end ceiling လေးနဲ့တော်တော်လေးကိုမလှတဲ့ design လေးအောက်ကအပေါ်ရောမှာကျွန်း cabinet ကလေးတွေနဲ့တေချာကိုအလှဆင်မိထားတာကိုလည်းတွေ့ရမယ်။ကြည့်ရဆိုရင်ဒီနေရာလေးမှာဘာလေးရှိသေးတယ်မသိဘူး။ ောက်မှာဆိုရင်လည်းကျွေပြားလေးတွေကိုအပြစ်ခင်းပေးထားသေးရဲ့ဒီပဲချမ်းလေးရတော့ရေချိုးခဲတဲ့ဘိုရိုင်းတီးတန့်အခန်းလေးပေါ့နော်အောက်ကောပြီးရောကျွေပြားလေးတွေအပြစ်ကပ်ပေးထားပြီးရော တော်တော်လေးကိုမှကျဲတယ်အနောက်ရှော်လန်းရိုးဆိုရင်လည်းအကျယ်ကြီးသုံးပေးထားပြီးရောနောက်ဖွေးထွက်ပေါက်ကလေးလည်းလုပ်ပေးထားတာကိုတွေ့ရမယ်ဒါမှဆိုလဲလွန်လေးတကူတုံးလို့ရအောင်ဒါမှမဟုတ်အဝေးရှော်ဆာထားလို့ရအောင်လို့ဒီလိုဒီဇိုင်းလေးပုံစံတုံးမိထားတယ်။ကြည့်ရဆိုရင်တော့ second floor လေးကိုတက်ကြည့်ကြည့်အောင်။ ီနေရာတက်တဲ့နေရာလေးမှာဆိုရင်လဲဆိုစတိုကတ်သုံးမိထားရယ်လှေကတက်တဲ့နေရာလေးမှာဆိုရင်လဲရွှေလံငွေလာလေးနဲ့အလှဆင်မိထားရယ်အပေါ်မှာဆိုလဲဟိုင်းအမြင့်နဲ့စီလင်သုံးမိထားရယ် ကဲဒီ area လေးကတော့ second floor area လေးပေါ့နော်တက်လိုက်ပြီဆိုတော့ね area တော်တော်လေးကိုမကျဲရဲဒီခန်းလေးကတော့ second floor မှာပါရဲ master room အခန်းလေးပေါ့နော်တော်တော်လေးကိုမကျဲရဲ air con တစ်လုံးစီတစ်ပေးထားရဲ lighting လည်းကောက်ကောက်ရရဲ nutri မှုအပြည့်လည်းရရဲဒါလေးကတော့ဒီခန်းလေးနဲ့တွဲရေချုပ်ခန်းနဲ့ပိုတိုင်းခန်းလေးပေါ့နော်အောက်ကဘေးရောအကုန်လုံးကိုတွေ့ပြားရဲ့အပြည့်ကပ်ပေးထားရဲအခန်းတိုင်းအခန်းတိုင်းဟောပေါ့နော်ကဲဆိုရင်နောက်ထပ်တစ်ခန်း ကဲဒီ second floor မှာဆိုရင်တော့ master room နှစ်ခန်းပါတယ်။ဒီဟာဆိုရင်လည်း master room ခန်းလေးပဲတော်တော်လေးကိုမကျေတယ်။ပြီးတော့ဒီ master room ကဆိုရင်လည်း warehouse space လေးလည်းပါသေးတယ်။ဒီမှာဆိုရင်လည်းအခန်းလိုက်ခန်းတိုင်းမှာဆိုရင်လည်းဒီအထီးကားလေးရင်အလှဆင်ပေးထားသေးတယ်။ lighting လည်းကောင်းကောင်းဝင်နေနှွေးထွေးမှုလည်းအပြည့်ရရဲ့ vibe ကလေးသုံးပေးထားရတဲ့ lighting ရောက်လေးရ။ပြီးတော့ဒီ warehouse space လေးရဆိုရင်လည်းအောက်က garden area space လေးကိုတေချာအောင်လှမ်းမြင်ရတယ်။ပြီးတော့ဒီမှာဆိုရင်လည်းရေချိုးခန်းနဲ့ပိုတိုင်းတွဲရကလေးလည်းပါမယ်။အောက်ကပြီးတော့ကြွပြလေးအပြည့်ခင်းပေးထားရယ်။ bathtub ထက်ထက်ရင်တဲ့တွေဆိုရင်လည်း ထည့်လို့ရတယ် area တော်တော်ကြီးကြီးကိုသုံးမိထားဖြစ်တဲ့အတွက်ကြာဆိုရင် second floor လျှောက်တော့ဆိုရင်လေတော်တော်လေးကိုမကျေပုံမှန်ဆိုလဲဟန်အမြင်စီလင်းသုံးမိထားရဲ့ပြီးတော့ပြတင်းပေါက်နေရဆိုလဲဒီ area အခြေကြီးသုံးမိထားတာကိုတွေ့ရဒါလေးကတော့ဖျားကန်းသုံးချင်တဲ့သူတွေဒါမှမဟုတ်ဂျင်ကန်းလေးထည့်ချင်တဲ့သူတွေလို့ဆိုရင်အရန်ကိုမှအဆင်ပြေနေရလေးပေါ့ ကဲဒါလေးကတော့ one night area လေးပေါ့နော်တော်တော်လေးကိုမှကြေရတွေ့ရတယ် garden area လေးနဲ့အသေးချောက်အလှဆင်ပေးထားတယ် veranda အရှိမှာ garden area လေးနဲ့အသေးချောက်အလှဆင်ပေးထားတယ်ဒီမှာဆိုရင်လက် eco hut လေးနဲ့တော်တော်လေးကိုမှ high minimum နဲ့ ceiling လေးရဲ့ပြီးတော့ရွှေလံဝင်လာလေးအလှဆင်ပေးရအရန်ကိုမှဆိုတန်းဆန်းလေးမြင်ရမှာပေါ့နော်ပြီးတော့ကြွေပြားလေးအပြည့်ခင်းပေးထားတယ်ကဲဆိုရင် top floor တက်တဲ့နေရာလေးမှာဆိုရင်လေသူလေကားလေကားတိုင်းကိုလေကျုံးပေါ်မှာသူ့အကြီးကြီးတွေသုံးပေးထားရဲ့ဘေးလက်ကန်ဆိုလဲကျုံးနေသုံးပေးထားရဲ့ကက်တီနီယာဆိုလဲကြိတ်စားနေ ရွှေလံငွေလာလေးနဲ့အလှဆင်ထားတဲ့စီလင်းလေးနဲ့ဟိုက်လဲမြင်အရန်ကိုမှလှတယ်။ကတရာလေးရောက်တက်ဖလော်လေးပေါ့နော်။ဒီမှာဆိုလဲစရမစတာရောနှကန်းပါရဲ့။အားလုံးစုစုပေါင်းဒီတိုင်းမှာဆိုရင်မစတာရောငါးခန်းပါရဲ့။တော်တော်လေးကိုမှလဲကျဲရဲ့အခန်းဖွဲ့စီပုံလေးရာလဲအရန်ကိုမှလှတယ်။အာခီဒီဇိုင်းရာလဲတော်တော်လေးကိုမှလှတယ်။ဝင်လိုက်ပြီဆိုတာနဲ့အဲ့ရဲ့နှွေထွေးမှုနဲ့တော်တော်လေးကိုမှ အေဂျင့်နဲ့ဖိုက်လေးကိုခန်းစားရရဲ့ပေါ့နော်။ကြက်ဒီယာလေးကလည်းနောက်ထပ်မာစတာရုံခန်းလေးပေါ့နော်။စကန်စပီလေးတော်တော်ကျဲရဲ့။ဒီဟာဆိုလဲ second floor နဲ့ဖွဲ့စည်းပုံလေးရတရားတူတယ်ပေါ့နော်။ဒီကနေဆိုရင်လည်း wonder space လေးလည်းပါတယ်။အောက်ကခိုင်း area ကိုလည်းလှမ်းပြီးတော့မြင်ရရဲ့။ရေချိုးခန်းနဲ့ပိုတိုင်းတွဲအခန်းလေးလည်းပါတယ်။ကြည့်ရဆိုရင်ဒီအထက်ကတခြားနေရာလေး။ကြက်ဒါလေးကတော့နောက်ဆုံး view ကြည့်ရတဲ့နေရာလေးပေါ့နော်။တော်တော်လေးကိုမှကျဲပြီးတော့အရှမ်းကိုမှလှရဲ view ဝင်တဲ့ လေကောင်းလေတန်းလေးလေးရတယ်။ဒီနေရာလေးကအလှလေးကိုလည်းလှမ်းပြီးတော့မြင်ရတယ် second floor အလှလုံးပေါ့။ဒီနေ့ဆိုမိတ်ဆက်ပေးတာရဲ့ဒီအိမ်လေးရဲ့တန်ဖိုးကတော့သိန်းပေါင်း2500ဖြစ်ပြီးတော့စိတ်ဝင်စားရဲဆိုရင်တော့ PSN property ကိုဆက်သွယ်လိုက်ပါနော်။အားလုံးကျေးဇူးတင်ပါရှင်။